50တန်းတော့အမြဲတမ်း80တို့ဒါအနိုင်ဆုံးတော့50တန်းတော့သူတရားရောင်းရင်လည်းရောင်းမယ်တရားငါတမလို့ရွှေဆိုင်နေရ3လနှစ်လောက်နဲ့ပဲဖြစ်တာတတိဖြစ်တာပေါ့အလုံးမင်းမင်္ဂလာပါမွေးချန်နယ်ရရင်ကြိုဆိုလိုက်ပါတယ်မော်တီနီတစ်ဆက်ပေးခြင်းနဲ့ပြီးတော့ live ပေါ်မှာကားတွေရွှေတွေစိန်ကိုဂျင်းတက်ပြီးတော့ရောင်းနေတဲ့ဒုံဒုံလေးကိုဒေါက်တာဆူနီလာတရနေပြီးတော့ဒေဝုံးနေတာပဲဖြစ်ပါတယ်ဘီရိုရင်းမှာဆိုလို့ရှိရင်တော့ပြည့်စုံပါတယ်ပေါ့နော်ချီတက်ပြိုလဲဘဟုတရာတင်းငန်းဆောင်ရအောင်လို့ပြန်လဲညှောင်းလိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်ဒါရွှေပဲထားလိုက်တော့ တပစ္စည်းက90ကြောက်နဲ့ရွှေနဲ့90တန်းတယ်။အဲ့မှာအယောတက်လက်ခတွေနဲ့ကြောက်ဖိုးတွေကတော့80လောက်စားလိုက်80လောက်ရောင်းတယ်။90တန်းတော့အမြဲတမ်း80တော့ဒါအနေဆုံးတော့90တန်းတော့သူတို့100ရောင်းရင်လည်းရောင်းမယ်150ရောင်းရင်လည်းရောင်းမယ်။မြန်မာပြည်ကတချို့လူတွေကဈေးကြီးမှလည်းဝယ်တာသဘောပေါက်လား။အဲ့တော့ဒီဟာကို90တန်းကိုသူက80ရောင်းပလိုက်တာ။ 80ရောင်းပြီးသွားတဲ့အခါကျတော့အမှန်တကယ်20မြတ်လာပြီ။အော်နောက်ပစ္စည်းတစ်ခုကိုထပ်ဝဲပြီးတော့ရှင်တို့ရှီကပတ်ဆံကိုအတိုးမပေးဘဲနဲ့အလကားယူသွားတာပဲ။သူတို့ကနောက်ထပ်အဲ့ဒါနဲ့စင်ပွားစင်ပွားစင်ပွားသူတို့က MLN ထက်စိုးတယ် ရှင်တို့ကတော့ဒီပစ္စည်းဥပမာ50 50တန်းကိုရှင်တို့80ရောင်းလိုက်တယ်သူက30မြတ်သွားတယ်30တန်းပြန်ယူတယ်30တန်းကိုပြန်ရောင်းတယ်အဲ့တော့ရှင်တို့ကလာရောင်းတယ်ငါတို့ကတော့အာပေါ့အရင်တိုက်ပါပဲဘာဖြစ်လဲဝေ့ရလဲအမြတ်ပဲရှင်တို့ရှုံးနေတာအဲ့ဒီမှာဟုတ်ပြီနော်ဘလောက်ဈေးတက်တက်တက်ရှင်တို့တွားရောင်းကြည့်တဈေးနဲ့ရတော့ရတော့ရတယ်ဆိုပေမဲ့အပြည့်ကမရဘူးဟူရှော့ဒီရှော့ဒီဖြတ်ဟူရှော့နဲ့တည်တယ်မလားအဲ့လိုရှိတာပဲအဲ့တော့ဒီလိုမျိုး ကြပြောတာပဲဒီနိုင်ငံမှာရွှေရောင်းတဲ့သူတွေရှိတယ်ဆိုပေမဲ့အလောက်ကြီးချင်းဟုတ်တော့နောက်ပိုင်းက fancy လေးတွေ 24k loss ပဲဝတ်တော်တဲ့တကယ် high end brand တွေပဲရှိတော့တာပေါ့အမ tiff နောက်ကတ tiffany co တို့တည်ရမလား bulgari ဆိုအများကြီးပဲအများကြီးပဲဒီမှာဆိုလို့ရှိရင်တကယ် high end brand တွေပဲရှိတော့တာဒီတိုင်းရွှေဆိုင်ရမရှိတော့ဘူးရွှေဝတ်တဲ့သူတွေကလည်းတော့အဖွားကြီးတွေလောက်ပဲရှိတော့တာ တော့အုံလေးလောက်ပဲရှိတော့တယ်ဟိုရခင်ခက်ကအခုခေတ်ကိုရီးယားမှာရှိတဲ့လူတွေမွတ်တောင်နောက်ပိုင်းကျရင်မြန်မာပြည်လည်းအဲ့လိုမျိုးဖြစ်လာမှာပဲထိုင်းလည်းအဲ့လိုမျိုးပဲဖြစ်နေတာပဲတကယ် high end brand တွေပဲဝင်လာပြီရွှေဆိုင်တွေကအဲ့လိုမဟုတ်တော့အဲမြန်မာပြည်ကအဲ့လိုမျိုးတွေဖြစ်နေတာဥပမာတရားတန်ကိုလည်း200ရောင်းပလိုက်တယ်တရားတန်ကိုလည်း200သူကသူတို့ brand brand တက်လို့သူ brand တက်လည်းမဟုတ်ဘူး200ရောင်းပလိုက်တယ်အဲ့တော့ဒီပစ္စည်းတရားတန်ကို200ရောင်းရင်သူတရားမြတ်သွားပြီ ရှင်တို့ရှိရပတ်စံတရားကိုအတိုးမပေးဘဲနဲ့ဘာလို့ပြလိုက်တာလဲယူလိုက်တာပဲအဲ့တော့အဲ့ဒီတရားနဲ့သူကပစ္စည်းကိုထတ်လုပ်လိုက်ပြီးထက်ရောက်နေတာစင်ပွားစနစ်အမှန်ကန်ထက်ဆိုးတယ်လို့ကျွန်မပြောတာဒါပေမဲ့လည်းရှင်တို့ကရအာအမြတ်ပဲဝေးရအမြတ်ပဲပြန်ပြီးတော့ရောင်းလေဒီစည်းပဲပြန်ရသူကရှင်တို့ပတ်စံနဲ့ဘာဖြစ်သွားလဲစင်ပွားစင်ပွားလုတ်လိုက်ပြီမှအကြောင်းမလို့မြတ်တာပေါ့ဒါကြောင့်မလို့ရွှေဆိုင်နေရာ၃လနှစ်လောက်နဲ့ဘာဖြစ်တာတတိဖြစ်တာပေါ့ဒါကြောင့်မလို့နန်းဘေးမှာဖွင့်နေတဲ့ကုံစုံဆိုင်လည်းရွှေရောင်းနေရအောင် ရှေ့ဝဲတဲ့သူတွေအောင်ရွှေချောင်းနားလိုက်လို့တာရောင်းနေတဲ့သူတွေတောင်တချို့လူတွေမသိတဲ့လူအများကြီးပဲမှန်တမ်းပါတယ်လို့ပြောတဲ့သူတွေအလုံးကခိခော့မသိလို့မဟုတ်ဘူးသိတယ်ဒါကြောင့်မင်းမြမပြီမှနောက်ပိုင်းရွှေမလုတော့ဒါတော့မှတွေမပြေတာတွေရောရွှေခိုးတာတွေရောအော့တိုက်ကြောက်လည်းမတွေ့ဘူးလားဒီတိုင်းပဲကျမမပြောချင်လို့ လူဆိုတော့ကိုယ်အကြောင်းကိုကိုသိဖို့ပဲဒါကြောင့်မလို့ဟိုကျမတို့တိုက်တွန်းချင်တာနောက်ချိန်မှာပညာတတ်တွေတကယ့်ကိုမှတိုင်းပြည်ချစ်တဲ့သူတွေပေါ့နိုင်ငံရေးထဲမှာပါဝင်တဲ့ဥပဒေကိုကောင်းကောင်းလုပ်တဲ့နဲ့ဥပဒေနဲ့ခင်းချုပ်ရမှာတတ်လိုက်ရပြီးတော့ဥပဒေကောင်းကောင်းလုပ်ရမှာပြီးတဲ့အခါကျရင်ပြည်သူတွေလူထားတဲ့ပတ်စံတွေကိုလည်းပြန်စစ်ဆေးရမယ်ခိုးထားတဲ့သူတွေဆိုလည်းခိုးထားတဲ့သူတွေအလျောက်ဘာလုပ်ရမလဲထောင်ထဲထည့်ရမယ် စိန်တစ်ဆက်လုံးမှာတစ်စင်စာလုံးမှာနှစ်ဆက်နဲ့ခုနကိန်းတဲ့ဒီဗျူထဲမှာရအောင်ယူရအောင်ယူတုံညာကိုငါတတနေလေးတုံညာငါဘိုက်ပါကိုအမြဲဆုံးသွားပေးတဲ့လုံးလေးရဲ့ဘာတွေရမှာလဲဆိုဒီလိုမျိုးစိန်ကြိုးကြီးတွေဒဒန်းစိန်ကြိုးကြီးတွေလည်းရမယ်ပြီးတော့ဒီလိုမျိုးစိန်လက်စွပ်ကြီးတွေဝိုးပြက်ပြက်ကိုလူးနေတာပဲပြီးတလုံးစိန်နဂတ်ကြီးတွေနော်နဂတ်လက်စွပ်စွဲစိုးတစ်ဆက်လုံးတစ်စင်စာလုံး၂၀နဲ့ခုနှစ်သိန်းဝိုးမိုက်တယ်မိုက်တယ်မိုက်တယ် ခုံခုံပြီးတော့ခုံပြီးတော့မှာဖြစ်ပါလေရှင်လက်တော်မှရမယ်နော်ဟုတ်ကဲ့အရေးစားလည်းရတယ်လက်ငင်းလည်းရပါတယ်မြန်မာတပြည်လုံးအိမ်ရောက်ငွေချေပို့ဆောင်ပေးနေပါနေ့စဉ်နေ့တိုင်းရန်ကုန်ဘန်ဒလီပြုံးလေနေပြီးတော့ပဲခူးဆိုင်နေကုန်တော့ပေးရမရှိဖွင့်လဲထားပါတယ်အခုလာမဲ့လေးလာပိုင်း၆ရက်နေမှာလဲအသေးရွေးချစ်တော်တတော်ကြီးဟာစိတ်နေရွှေနေညီရောတတော်ကြီးအမြဲတမ်းရောင်းချပေးခဲ့တယ်အခုကားပေါ်မှာအရင်ကောလက်ငင်းရောအလဲတက်ကောငွေကြံရောအကုန်ပေးတော့မှာဖြစ်ပါလေရှင့်ဒရုံးတို့ရွှေနဲ့သူကဝိုင်းနဲ့ကားရင်နဲ့ပတ်သက်ပြီးတော့လုံးဝအသက်တာဆုံးနဲ့ ်ပေါ့နော်အမအကန့်ချက်ပြင်းနေရောင်းချပေးတော့မှာဖြစ်ပါတယ်ရှင်အဲ့တော့အမြန်ဆုံးအပြေးလေးဝင်ရမှာပါလုံးဝလည်းလုံးမခံသင့်တဲ့အခွင့်အရေးရ6ရက်နေပါရှင်โอเคပါအဲ့လိုအဲ့လိုအဲ့ဒါလေးကိုကြိုက်တယ်မိုးလင်းတာနဲ့အမေသွားမယ်တဲ့ရောင်းထောက်အောင်မယ်ရေချိုးနေရတယ်ပဲအော်တပိုးစကိုမြင်လိုက်တာနောက်ကြပါအဲ့လိုဟုတ်တယ်ဟုတ်တယ် အဲ့ဒါသူကလိုချင်တဲ့တညာလုံးမအိပ်ဘူး။အော်အမေကိုကြီးကြနေရ။အမေနောက်ကြသွားပြီမေ။လဲကြရင်အိုက်ကသွားဝယ်မယ်။သွားဝယ်မယ်။မရတော့ကိုုံဝိုင်းကလေးလေးလို့ရောက်ထက်ရောက်ရင်ပြောပေးမယ်နော်တင်းနှလုံးလှုပ်ပေးမယ်လှုပ်ပေးမယ်။ဘယ်ရလာလဲတားမိတယ်။အော်နင်းနီလေး။ဟုတ်နင်းနီလေး။အော်နင်းနီလေးကိုကနောက်ကြသွား။တို့စီမှာ post တင်ပြီးပြီးဆိုနောက်နေ့ကိုမနက်အစောကြီးချက်ချင်းလာကြတာ။ဟုတ်တယ်။အဲ့လိုဖြစ်တာ။အမတို့ကြနေညတင်စနေနေ့မနက်ဆိုရင်ကိုုံ။ဝယ်မယ်လို့ဆိုပြီးတော့ကြော်သွားတာနဲ့။အော် အဲအော်ဝင်တဲ့အချိန်တော့ကြမဟုတ်ဘူးအမားတို့က9နာရီပြေးပြီမယ်အိမ်ဆိုတော့လေရဒါပေမဲ့မနေ့ထက်ကထွက်တာမီးရဲ့ညနေလာမနေ့ပြန်မနေ့ကညနေလာရင်လည်းမရှိတော့အာနာလိုက်တာထက်ရောက်ရင်ပြောမယ်နော်ဟုတ်ဟုတ်လိုချင်လို့ဟလာမေကိုကြည်ကြအဲ့တောင်မပြောဘူးကလေးလေးချစ်စရာကြီးအဲ့ကမနေ့ကအမေသွားဝယ်မယ်နော်ရတယ်ရတယ်လုတ်ပေးမယ်လာလုတ်ပေးမယ်လုတ်ပေးမယ်လုတ်ပေးမယ်နော်ပြောပါနော်ဟုတ်ကဲ့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 ပြပြနော်ချောနေအဲ့ရဲ့စတော့ဒရောကြီးရဲ့ ဟုတ်ကဲ့လူတိုင်းကားစီးနိုင်ရမယ်ဆိုတဲ့အတိုင်းပဲတရုံးတို့လုပ်ငန်းတစ်ကစတင်ပါပြီရှင်ဟုတ်ကဲ့ပါအဲ့တော့လက်သမားရမယ်နော်အဲ့တော့တရုံးကဘယ်လိုရောင်းချပေးမှလဲဆိုတော့အခုလာမယ်ငားလာပိုင်းမေးရနေ့တနင်္ဂနွေနေ့မှာရောင်းချပေးတော့မှာပါကဲ့တရုံးနဲ့တူတူကားတွေလိုက်ကြည့်ရအောင်တရုံးစီမှာအခုလေတရုံးရောင်းမယ်လို့ ကျညာရယ်ပေါ့နော်ကျညာတဲ့အချိန်လေးမှာပဲတအားတွေအခုမြေပြင်မှာတအားရောင်းနေရပါပြီအခုက online ကိုအခုမှစပြီးတော့တင်ပြီးတော့ဒီရောင်းမေးမှာပါရှစ်လက်သမားရမယ်အခုဒီတော့မှမတူးရှိတယ်ပေါ့နော်အဲဈေးနှုန်းလေးတွေကပဲလောက်တန်လေးတွေကစရှော6 6ဟာနေစပြီးဖြစ်ပါတယ်ဒီတော့စီမှာလက်တင်မောင်းယုံမှာပဲစိတ်တိုင်းကြလာကြည့်ပါဈေးနှုန်းအဖြစ်လဲဒီတော့ကလုံးဝအသက်တာဆုံးနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်အဲဒါလေးဆိုဒီတော့အရန်ကြိုက်နေတယ်ပေါ့နော်စီစားတအားသက်တာတယ်အဓိကဒီတော့တင်ထားတာလေးဆိုတော်တော်လေးကိုစီစားသက်တာတယ်ဒီမှာပါတယ်ဒါလေးဆို လဲကီယာပေါ့နော်ကီယာတွေကဖြစ်ပါတယ်အဲဒါလေးလဲမိုက်တယ်ပေါ့နော်တော်တော်စိုက်တယ်ဒရုန်းလဲအရန်စိုက်တယ်ဒါလေးကတော့ဆိုးဤလေးဖြစ်ပါတယ်ဆိုးဤလေးကလဲမိုက်တယ်အရောင်လေးလဲတော်တော်မိုက်တယ်နော်အလုံးက classic sound တွေအဲဒီဘက်မှာဆိုရင်တော့ suzuki swift လေးတွေလဲရှိပါသေးတယ်အဲ့တော့ဒရုန်းတို့ဟုတ်ကဲ့ပါအရစ်ကြလေပေးသွားမှာပါဝိုးလက်ငင်ရောအလဲချက်ကိုအကုန်ရရှိမှာဖြစ်ပါတယ်အဲ့တော့9လပိုင်း4ရက်နေ့မှာဆိုရင်ဒရုန်းတို့တူဝနာမှာရှိရဲ့ ုနီလမ်းမှာ drone တို့လာခဲ့ပါ drone လည်းရှိပါတယ်အကျွေးမွေးလည်းရှိပါတယ်အလဲထက်လည်းရမယ်ရစ်စာလည်းရမယ်ဆိုတော့လက်သွက်မှရမယ်เนาะအမြန်ဆုံးပြေးလေးလာခဲ့ပါအခုဒီရက်ထဲမှာနေတော်တော်လေးအစည်းပေါင်းများစွာ drone တို့ရောင်းချပြီးသွားပါပြီမကြခင်မှာလည်း drone တို့ jet တော်တွေလည်းထပ်ရောက်ဖို့ရှိပါသေးတယ်နောက်ပြီးတော့ drone တို့အဲပေါ့เนาะ hijack လေးလည်းအများကြီးရောက်ဖို့ရှိပါသေးရှင်အိုးလူတိုင်းကားစီးနိုင်ရမယ်ချစ်တယ် ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုတွေတော့ဒီတော့ပါပဲမျိုးတို့မှဆိုလို့ရှိရင်လည်းကြည့်တဲ့အမျိုးတွေလည်းဘူးတရတင်းငဆာရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ဒီစိတ်နဲ့ရွှေတွေဝယ်စုမယ်ဆိုရင်တော့ဂယူးဆိုင်ပါလို့လည်းပြောချင်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးနဲ့ထင်မြင်စကြကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပေးပါရှင့်နောက်ထပ်လည်းမိုးဆက်လီတဲ့နေ့ဟာတာဗီဒီယိုလေးဘူးတတရက်ဆရာဗီဒီယိုလေးတို့နေ့စဉ်တိုင်း discipline တမမွေး channel လေးကိုလိုက်ရင် subscribe ပြန်တာဖို့တာစပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တထား